ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မနေ့ပြန်ညပိုင်းမှာထိုးသက်ကြရမယ့်မြန်မာ Fighter 3ရဲ့အကြောင်းကိုပွဲတူသုံးသက်ချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မပရိသတ်ဒီနေ့နဲ့မနေ့ပြန်တောက်ကြနေညမှာဆိုရင်1 Friday 5 112ပြိုင်ပွဲကြီးကိုကြည့်ရတော့မှာဖြစ်ပါတယ်။အဲဒီပြိုင်ပွဲမှာမြန်မာခုစားပြု Fighter တွေဖြစ်တဲ့ Son Minmin, Mo Thao နဲ့ Zui Lin Thut တို့ကပါဝင်ထိုးသက်သွားကြမှာပါ။ Son Minmin ရဲ့ပွဲဟာ Shield Red Design နေရာမှာဖြစ်ပြီး မိုးထောင်က international main event နေရာနဲ့ twin ထက်ကတော့ကို main event နေရာကနေရင်ဆိုင်ထိုးသက်သွားကြရမှာဖြစ်ပါတယ်။ promotion ကမြန်မာ fighter ၃ယောက်ရဲ့တွဲဆိုင်တွေကိုတိကျကယူတဆိုင်တွေကိုစီစဉ်ပေးထားတာတွေ့ရပါတယ်။ワンチャンピオンシップမှာတဖန်ပြန်လဲရောက်ရှိလာတဲ့ဆွန်မင်းမင်းအတွက်လက်ရှိပွဲက1 Friday Fight ပြန်ပွဲမှာပထမအဦးဆုံးကလကဖွင့်မဲ့ပွဲဖြစ်ပါတယ်။သူက Aussie Fighter Cho Throw Bridge နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ Aussie Fighter ကလည်း1မှာဖွင့်မဲ့ထိုးသက်မဲ့ Fighter ဖြစ်ပါတယ်။ စောမင်းမင်းကဝမ်ချမ်ပီယံရှစ်မှာရခိုင် MMA ပွဲတွေထိုးသက်ခဲ့မှုပြီး MMA ပွဲ၃ပွဲထိုးသက်ထားခဲ့ပူပါတယ်။အဲဒီ၃ပွဲမှာ၂ပွဲနိုင်ရကတပွဲကိုရှုံးနိုင်ထားပါတယ်။ထိုးသက်ရမယ့်ပြိုင်ဘက်ဖိုင်တာကတက်ကနစ်ပိုင်းကောင်းပါတယ်။ဘော်ဒီဖိုင်တာကလည်းရှော့တွက်လို့ရတဲ့ဖိုင်တာမျိုးတော့မဟုတ်ပါဘူး။ဆောမင်းမင်းအနေနဲ့ဒီစနစ်ပိုင်းကိုသိချပြင်ဆင်ပြီးပါဝါလက်သီးတွေနဲ့ထိုးသက်မယ်ဆိုရင်တော့အော်စီဖိုင်တာအနေနဲ့ခံနိုင်ရင်မရှိပါဘူး။ဒါကြောင့်မလို့ဆောမင်းမင်းအနေနဲ့အကောင်းဆုံးဂိမ်းပလန်ကိုတည်ဆောင်းလာနိုင်ပါစေလို့ပဲဆန္ဒပြုပါတယ်။ ပိုဂီတိုင်တွေကတော့လက်ရှိချိန်မှာ1.05နဲ့ဆောမင်းမင်းကိုအထက်ကြီးပေးထားတာတွေ့ရပါတယ်။ဒါကြောင့်မလို့ဆောမင်းမင်းအနေနဲ့နိုင်နိုင်ကြီးပုံရပါတယ်။ဘလို့ခင်းကြီးလေးတက်ဆောင်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာပါခင်ဗျာ။ Indonesian ရဲ့ main event နေရာမှာထိုးသက်ရမယ့်မိုးထောင်ကတော့မြန်မာပြည်သက်တွေနဲ့မစိမ့်တဲ့ Time Fighter Component နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ Component ကဧပြီလကမှမြန်မာ Fighter Sunrock ကိုအနိုင်ပြထားတဲ့ Fighter ပါ။ ကွန်ဘောနိုင်ယာဆိုလင်းကိုအနိုင်ယူထားတဲ့ဆက်ဆန်ရဲ့ညီလေးဖြစ်ပါတယ်။ဒါကြောင့် Time Fighter ကွန်ဘောနိုင်ယာမြန်မာဖိုင်တာတွေအကြောင်းကိုကောင်းကောင်းကြီးသိပါတယ်။ Time Fighter မိုးထောင်ကိုရှင်မထုတ်ပဲအမှတ်ယူကစားမယ်လို့ပွဲချုပ်မှာကြုံဝါထားပါတယ်။ဒါကြောင့်မလို့မိုးထောင်အနေနဲ့တေချာကိုပြင်ဆင်လာရမှာပါ။ Time Fighter ကလည်း K2 Fighter တယောက်လည်းမဟုတ်တဲ့ပြင်မိုးထောင်အောင်ကိုလက်သီးထိုးချက်တွေနဲ့ရှင်မထိုးဘဲနဲ့အမှတ်ယူပြီးကစားမယ်လို့ပြောထားကြတဲ့ကတကယ်ကိုဒီပွဲကစိတ်ဝင်စားစရာကောင်းပါမှာ။ မိုးထအောင်နေနဲ့ဘလို့တက်ကနေကောင်းကောင်းနဲ့ပြင်ဆင်လာမလဲစွန်ရက်သွေးလင်းထတ်တို့လိုမျိုး time fighter တွေကိုအမှတ်ယူကစားတတ်မလားဆိုတာစောင့်ကြည့်ရမှာပါမိုးထောင်အင်းနဲ့ Thai Fighter ကိုတစ်ချိန်လောက်နော်တောင်းကြအောင်ထိုးထားနိုင်တော့အမှတ်ဆုံးဖြတ်နိုင်လေနိုင်နိုင်ရည်ရှိပါတယ်။မဟုတ်ဘဲနဲ့ဒီတိုင်းပဲထိုးသတ်မယ်ဆိုတော့ပွဲချိန်တွေမှာအဖြစ်မပေါ်ရင်မိုးထောင်အင်းနဲ့ဒိုင်ဆုံးဖြတ်နဲ့ကတ်ရှုံးနိုင်ရည်ရှိပါတယ်။မိုးထောင်အင်းနဲ့ဘလို့ခင်းချင်းတွေတည်ဆောင်လာမလဲ။နေကျထားတဲ့ Thai Fighter ကိုအလဲထိုးပြမလားဆိုတော့မနေ့ပြန်ညပိုင်းမှာစောင့်ကြည့်ရမှာပါ။ ။ပိုဂီတိုင်တွေကတော့လက်ရှိချိန်မှာမိုးထအောင်ကို3.1နဲ့အောက်ကျေးပေးထားတာတွေ့ရပါတယ်။မိုးထအောင်နင်းနဲ့ဘလို့ခင်းချင်းတည်ဆောင်လာမလဲဆိုတော့မနက်ပြညာပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ဒုတိယကောင်ပွဲနေရာမှာထိုးတက်ရမယ့်မြန်မာ fighter တွင်းလင်းထက်ကတော့ ancient time fighter creeper နဲ့ရင်ဆိုင်ထိုးတက်သွားရမှာဖြစ်ပါတယ်။ time fighter one championship မှာ၅ပွဲထိုးတက်ထားပြီး၂ပွဲနိုင်၃ပွဲရှုံးရလောက်ကိုပိုင်ဆိုင်ထားပါတယ်။ တွေးလင်းထက်ကတော့ရှာရှာပါပါ time fighter တွေကိုအမှတ်နဲ့အနိုင်ယူနိုင်တဲ့မြန်မာ fighter လို့ဆိုရမှာပါတွေးလင်းထက်က1 championship မှာ၄ဘွဲ့ထိုးသက်ထားပြီး၃ဘွဲ့နိုင်တဲ့ဘွဲ့ရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်နောက်ဆုံးထိုးသက်ခဲ့တဲ့၂ဘွဲ့ဆက်ကိုလည်းအနိုင်ယူပြထားနိုင်ခဲ့တာပါ time fighter ကလည်း k2 fighter မဟုတ်လို့ဒီဘွယ်ကတကယ်ကိုစောင့်ကြည့်ခြင်းစရာကောင်းပါတယ်။ twin link ထက်ကနီးစနစ်ကောင်းတဲ့ fighter မလို့အနိုင်ယူဖို့မျှော်လင့်မိပါတယ်။ တွေးလင်းတဲ့အနေနဲ့ Time Fighter တွေနဲ့ပဲတောက်လျှောက်ရင်ဆိုင်ထိုးသက်လာခဲ့ရတာဖြစ်ပြီး Time Fighter 3ယောက်ထိကိုလည်းအနိုင်ပြထားနိုင်ခဲ့ပြီဖြစ်ပါလေ။သွေးလင်းထက်ကဒိုင်းဆုံးပြည့်ရောက်မှလည်းအနိုင်ယူနိုင်တတ်ပါလေ။ဒါကြောင့်သွေးလင်းထက်ကနီးစနစ်ကောင်းပြီးအမှတ်ယူကစားတတ်တဲ့နေရာမှာကျွမ်းကျင်တဲ့ဖိုက်တာလို့ဆိုရမှာပါ။သွေးလင်းထက်အနေနဲ့ဒီပွဲမှာတော့ဘလို့ခင်းချင်းပြအောင်တည်ဆောင်လာမလဲဆိုတာကျွန်တော်တို့ပရိသတ်တွေအနေနဲ့စောင့်ကြည့်ရမှာပါ။ဘိုဂီဒိုင်းတွေကတော့သွေးလင်းထက်ကိုလည်းလက်ရှိအချိန်မှာ1.9နဲ့အောက်ကျေးပေးထားပါတယ်။ မြန်မာဖိုင်တာ၃ရက်ပါဝင်ထိုးသတ်မဲ့1 Friday Fight 112ပြိုင်ပွဲကိုမနေ့ပြန်တောက်တန်နေ့ည9နာရီမှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။စောမင်းမင်းရဲ့ပွဲကမြန်မာဆန်လို့ချင်းည၈နာရီဝင်းကျင်မှာကြီးရမှာဖြစ်ပြီးမိုးထအောင်ကတော့၉နာရီဝင်းကျင်နဲ့သွေးလင်းထက်ကတော့ကိုမင်းနီပန်ပွဲဝင်ဖြစ်တာကြောင့်မြန်မာဆန်လို့ချင်းည၁၀နာရီခွဲဝင်းကျင်မှာကြီးရဖို့ရှိနေပါတယ်။ပွဲချိန်တွေကအတိအကျတော့ပြောလို့မရပါဘူး။ရှေ့တော့ဒွန်ဆိုင်နေပေါ်မူတည်ပြီးအချိန်ပြောင်းလဲရှိနိုင်ပါတယ်ခင်ဗျာ။ မြန်မာ fighter 3ယောက်ပါဝင်ထိုးသတ်မဲ့1 Friday fight 112ပြိုင်ပွဲကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့1 Championship YouTube channel ကနေတိုက်ရိုက်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာ fighter 3ယောက်အနေနဲ့ဘလို့နိုင်ပွဲတွေယူပြတ်သွားမလဲဆိုတာမနေ့ပြညပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ပါဝင်ထိုးသွင်းကြမယ်မြန်မာကိုစားပြီး fire 3ဦးနေနဲ့လေအကောင်းဆုံးလဲတော့နိုင်မွေးတွေရရှိပြီး bonus စုကြီးတွေမှာသိမ့်ပိုက်နိုင်ပါစေလို့ဆန္ဒပြုပါရခင်ဗျာပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချောင်းအများကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဒီနေ့အတွက်တင်ဆက်မှုလေးကတော့ထိလောက်ပါပဲ။နာမည်နေဒီမှာလဲ MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လို့တွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာရပြောရှင်မယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။